မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမှတ်သားနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစည်းစိမ်ရတနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြမပြီပါရွှေညာမီမိသားစုမှကျူတူပါတယ်ဗျာ30ရက်6လ2025အင်္ဂါနေ့ဖြစ်ပါတယ်ဗျာအင်္ဂါနေ့ရဲ့တနေ့တာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အင်္ဂါနေ့ရဲ့တနေ့တာကံကြမ္မာတွေမတင်ငါပြင်မှာအင်္ဂါနေ့ရဲ့ကံကောင်းတွေရဲ့ကိစ္စတော့ထိပေါက်တတ်တယ် ိုးသည့်အင်သည့်လုပ်ငန်းသစ်တွေဝင်တတ်တဲ့အလုပ်ကိန်းသစ်တွေဝင်တတ်တဲ့ကာလမျိုးဖြစ်တဲ့အတွက်ဒီပေါက်သေးသောကိစ္စများနိုင်ငံများသွားသေးသောကိစ္စအစီရင်များเนาะအိုးရင်လုပ်ကိန်းနဲ့ပတ်သက်တဲ့ဝင်စီနယ်နဲ့အစီရင်တွေပြုလုပ်မယ်ဆိုရင်တော့တင်းတော့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အိုးရင်လုပ်ကိန်းနဲ့ပတ်သက်တဲ့အဆင်ပြေခြင်းနဲ့အာနော်အထီးပေါက်ခြင်းနဲ့နိုင်ငံခြားသွားခြင်းတော့စနေတော့နောက်တောင်းတော့လှည့်ပြီးလက်ထက်မှာဘာမှမကင်မနဲ့ယနေ့မှာဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းမှုများ အမြန်ဆုံးပြည့်စုံပြီဖြစ်ပါကြောင်းလီလီသာသာပြန်ကြပေးလဲပါတယ်ဗျာဒီချိန်ရတော့အိုးသည်အိမ်သည်လုံငန်းသည်လူသည်စိတ်သည်စနစ်သည်အသည်အသည်တွေတိဆောက်ပြီးနေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာအသည်ကျွေပဲလုံးဝအိုးအသည်တွေတိဆောက်ရတဲ့ကာလလုံငန်းသည်တွေဝင်ရောက်တဲ့ကာလမျိုးဖြစ်တဲ့အတွက်အိုးဒီအိမ်ဒီလုံငန်းတည်နေအဆင်ပြေတတ်တယ်ဒါကြောင့်အိုးရင်လောက်ကိုင်းနေပတ်တည်းအဆင်မပြေကြတဲ့လူတွေကတော့ခမရစနေတော့နောက်တောင်တော့လက်ပြီးလက်ထက်ဘာမှမကင်မင်းနဲ့ဆူတောင်းမယ်ဆိုရင်တော့အာ ခမရအလုတ်ကံမကောင်းဘူးလုတ်ကံကောင်းခြင်းနဲ့အိမ်ရအိမ်အိမ်ဆောက်ခြင်းနဲ့အိမ်ရဘေပုံသားလေးဆောက်ခြင်းနဲ့တိုက်ကလေးဆောက်ခြင်းနဲ့အကျွေးတွေကြည်ခြင်းနဲ့ပေါင်းထားတဲ့ရွှေလေးပြန်ရည်ခြင်းနဲ့မြေလေးရောင်းခြင်းနဲ့ခြံလေးရောင်းခြင်းနဲ့သားလေးရဆံမွက်ဖြီးတဲ့အောင်းခြင်းနဲ့ယာတုတို့ခြင်းနဲ့ဆိုတဲ့ကိစ္စများမိမိလိုအပ်တဲ့အဝိုင်းလုတ်ကံနဲ့ပတ်သက်တဲ့ကိစ္စတွေကိုစနေတော့နောက်တော်တော့လှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းမှုများဆူတောင်းပြီးတဲ့ချင်းနှစ်နာရီရပြင်ပြောရင်၃လောက်တင်းအစီအမီဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာမန်နီပသက်နဲ့ပသက်တဲ့ကိစ္စတော့ဒီချိန်မှာခင်ဗျာစိတ်ပျော်ရွှင်ချမ်းသာကြအောင်နေပါငွေကြီးနဲ့ပြဆုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်ပြီးစိတ်ထဲမှာတခုခုအောင်နှောင့်နေငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီပြတ်တောက်သွားတဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေတော့ခမရဗုဒ္ဓတောင်ရကိုလှည့်ပြီးရေလေးတောက်ပြီးမှဆူတောင်းအတင်းရေးလေးရဲ့ ာကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေဖို့အဆင်ပြေခြင်းနဲ့အဆင်ပြေနိုင်တဲ့ခွင့်လန်းနေပေါ်အောင်ကူညီဆောင်ရောက်ပါဆိုတဲ့အကြောင်းတခုခုနဲ့ပတ်သက်တဲ့ကိစ္စမှာဗုဒ္ဓတောင်းဗုဒ္ဓတောင်းရကိုလှည့်ပြီးမှရေလေးကိုတောက်ပြီးဆူတောင်းမယ်ဆိုရင်အဲ့မှာပိတ်ဆိုနေတဲ့ငွေကံများခွန်နေသားသမီးနဲ့ပတ်သက်တဲ့ပုံကူများငွေကြီးကံကောင်းခြင်းတော့ဗုဒ္ဓတောင်းရကိုလှည့်ပြီးရေတောက်မယ်ဆိုရင်တင်တို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလီလီစားသာတင်ပြပေးလိုက်ပါတယ်ဗျာတင်းနေဦးနေသားသမီးတွေကတော့ ဒီချိန်မှာခင်ဗျလုပ်ငန်းတွေပွင့်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်တင်းတင်းကုန်နေသားသမီးအားလုံးတို့သည်တခုခုနဲ့ပတ်သက်တဲ့လူချင်းစာနာတွေပြည့်ဝခြင်းနဲ့ဆိုရင်တော့ခင်ဗျအဲ့မှာအင်္ဂါတော့ရှေ့တောင်တော့လှည့်ပြီးတော့ခင်ဗျတခုခုနဲ့ပတ်သက်လို့ဆူတောင်းမယ်ဆိုရင်လည်းတင်းရဲ့ဆူတောင်းမှုများအများဆုံးပြည့်ဝသွားမှာဖြစ်ပါတယ်။ဒါကြောင့်တင်းတင်းကုန်နေသားသမီးအားလုံးတို့သည်ခင်ဗျအင်္ဂါတော့ရှေ့တောင်တော့လှည့်ပြီးမိမိလိုအပ်တဲ့ကိစ္စတွေဆူတောင်းမယ်ဆိုရင်တော့ဆူတောင်းမှုများအများဆုံးပြည့်ဝသွားမှာဖြစ်ပါတယ်ဗျာ။တင်းလာသားသမီးတွေကတော့ခင်ဗျဗုဒ္ဓ ခမတောင်ရကိုလဲ့ပြီးတခုခုနဲ့ပတ်သက်လို့ဆူတောင်းမယ်ဆိုရင်တော့အင်းရဲ့ဆူတောင်းများအမြန်ဆုံးပြေဝါမည်ဖြစ်ပါကြောင်းလီလီဇာသာထမှန်ထမှန်တင်ပြပေးလိုက်ပါတယ်ဗျာစိတ်တွေပြောလားဆိုပြောပါတယ်တကယ်ပြောလားလားဆိုမပြောဘူးပြောတခုခုနဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်ထဲမှာတခုခုအလိုဆန္ဒမပြည့်တယ်လို့ဖြစ်တတ်ပါတယ်ဗျာဒါကြောင့်တခုခုအလိုဆန္ဒမပြည့်ရင်တော့ခမစနေတော့အနောက်တောင်တောင်ကိုလဲ့ခမတန်ကျိုးတန်နဲ့တန်ညုံလေးတွေတန်ကျိုးတွေတန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုကိုင်းပြီးမှဆူတောင်းအတင်းတန်လေးရဲ့ ကျွန်တော်စိတ်ညစ်နေတယ်စိတ်ညစ်တဲ့ကိစ္စကတော့ကျွန်တော်မြေလေးရောင်းနေတာမရောင်းအောင်လို့အကျွေးလေးတင်လို့အိမ်လေးဆောက်ခြင်းလို့ကားလေးကလုံးမရှိလို့ချွေးမလေးကနိုင်ငံခြားအဆက်အသွယ်မရလို့မြေလေးကလူလုပ်ခြင်းလို့မိမရွှေပေါင်းထားတဲ့ပေါင်းထားတဲ့ရွှေလေးပြန်ရွှေ့ခြင်းလို့ရာလေးကလည်းရောင်းခြင်းနဲ့မြေလေးရောင်းခြင်းနဲ့အိုးပိုင်အိမ်ပဲလည်းမရှိဘူးအဲ့ကိစ္စတွေအစင်မပြေဘူးဒါကြောင့်အတရားကြောင့်စိတ်တွေညစ်နေတယ်ညစ်နေတဲ့စိတ်ဓာတ်များအများဆုံးအဆင်ပြေအောင်ကုညီဆောက်ချောက်ပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တောင်လှည့်ပြီးမှ ခမတန်ကျိုးတို့တန်ညိုတို့ကိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအမြန်ဆုံးရရှိသွားမှာဖြစ်ပါတယ်ဗျာ။နော်အဲ့ဒါလေးချက်ရှိတယ်။အင်္ဂါသားသမီးတွေကတော့ဒီချိန်မှာအစုဘွဲနဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်ထဲမှာဟိုအားလို့အောင်မလို့ဒီအားလို့မလို့ပြီးတီဝင်ငွေမောနေတာဖြစ်ပါတယ်။ကိုရင်ကိုရကိုလုံငန်းကိုလှုပ်ဆရာကြည့်တာလှုပ်ပါ။အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပွင့်လာပြီးငွေကြေးများထုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်ပြီးတော့ခမစိတ်ထဲကြရင်တော့လက်ထဲမှာအိုးရင်လောက်ကိုင်းနဲ့ပူညာပူညာ ခမငွေကြီးလက်လက်ထက်မှာယာယီပြတ်တော့သွားတတ်ပါတယ်ဗျာဒါကြောင့်အင်္ဂါသားသမီးတွေဟာတခုခုနဲ့ပတ်သက်လို့ပိတ်ဆို့နေတော့စနေတော့နောက်တောင်တော့လှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလီလီသာသာတင်းပြပေးလိုက်ပါတယ်ဗျာအဲ့ဒီခဲစနေတော့နောက်တောင်တော့ခုနှစ်သားသမီးအားလုံးကတော့ တန်ကြိုးလေးတန်ကြိုးလေးခြင်ဆိုရင်စူးတောင်းမယ်ဆိုရင်တော့စူးတောင်းနေပြည့်ပြီးအင်္ဂါသားသမီးကတော့လက်ထက်မှာဘာမှမခိုင်မဲနဲ့စနေတောင်းနောက်တောင်းတော့လှည့်ပြီးစူးတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်နေတဲ့ကံများအမြန်ပွန်းလမ်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရယ်ဗျာကိုနေနည်းနဲ့ဆက်သက်တဲ့လူယောက်ျားကိုကိုရင်ကိုရာကိုမိသားစုကိုလုံးကမဟုတ်ဘဲနဲ့ရောင်းတောင်းတောင်းဖြစ်တတ်တဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကုန်ကြတတ်တယ်။ကိုရင်ကိုရမိကိုမိသားစုမှာအလုပ်ကိုကြိုးကြိုးစားစားလုပ်တော့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စပွင့်ဆန်းပြီးယာရုရုတို့ပြီးငွေကြေးများစုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာ။လူယောက်ျားတွေကတော့ဒီချိန်မှာရောင်းတောင်းဖြစ်နေတဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်လူယောက်ျားတွေရောင်းတောင်းဖြစ်နေတော့တောက်ကြမြောက်ရလှက်တန်ကြိုးလေးဒါမှမဟုတ်တန်ကြိုးလေးကိုကိုင်းပြီးမှစုတော်အတင်တန်ကြိုးလေးရဲ့တန်ကြိုးလေးရဲ့အိမ်မှာကြီးတဲ့လူယောက်ျားကလုံးမလို့ဘူးလုံးလုံးမှဖြစ်ပါ အာကိုရင်ကိုရမနေဘူးအပြင်မှာလက်ရလက်နဲ့ပြဿနာတက်တော့မယ်နောက်ရွှေလေးလည်းပေါင်းထားတယ်ပေါင်းထားတယ်ရွှေလေးလည်းပြန်ရွေးခြင်းတယ်ဒီမှာရွှေအစ်တစ်ကလေးလည်းလှုပ်ခြင်းတယ်ဘလို့ရွှေလေးကိုလှုပ်ခြင်းတာအဲ့ဒီဝင်စေနိုင်တဲ့အခွန်လန်းနေပေါ်အောင်ကုညီစောင့်ကြောက်ပါဆိုတဲ့ကြောင်တောက်ကြမြောက်ရကိုလက်တန်ကျိုးသို့မဟုတ်တန်ကျိုးလေးကင်ဆူတောင်းမယ်ဆိုရင်တော့ပိတ်ဆို့နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာဘုရုသာသမီးတွေကတော့ဒီချိန်မှာအောင်မြင်တယ်ဗျို့ခမရအိမ်မှာလည်းငယ်ရလေသွားတတ်တယ် ်အလူဒါနာတွေလိုရတတ်တယ်အလူဒါနာနဲ့နိနေဆက်တယ်မရောင်းတောင်းကြောင်းတောင်းပါနေတတ်တယ်ကိုယ်ရင်ကိုယ်ရကိုယ်လုပ်ငန်းတွေမှာမနေတော့ဘူးရောင်းတောင်းဖြစ်နေတော့ပြဿနာတက်တော့မှာဖြစ်ပါတယ်အဲကြောင့်ဘုရူသားသမီးများတခုခုပိတ်နေတယ်ဆိုရင်တော့တနေ့ဝင်နေတော့အရှိမရောက်တော့လှည့်ပြီးစူတောင်းမယ်ဆိုရင်တော့တင်းတော့မှာပိတ်ဆိုနေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာကိုနဲ့နိနေဆက်တဲ့တဲ့လူယောက်ျားအာမင်းဒီ မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလူယောက်ျားတွေဒီချိန်မှာခင်ဗျမင်းနေနဲ့ပတ်သက်တဲ့ကိစ္စဝါတတာပဲပြူဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့မှာသွားတယ်လာတယ်လှုပ်တယ်ခြိုင်တဲ့ကိစ္စမှာခင်ဗျတခုခုနဲ့ပတ်သက်တဲ့ငွေကြေးကြက်တောက်မှုအိုးရင်လောက်ကနေပူညာပူညာဖြစ်မှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်မြေယာနဲ့ပတ်သက်တဲ့အစီမံခန့်ခွဲမှုလွဲများအမင်းနေရတခုခုလဲထွက်နေရပါတယ်ဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့အစီအပြင်းဗုဒ္ဓတောင်းရကိုလက်တန်ကြိုးတန်ကြုံတကူလေးကင်ပြေပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာမင်းနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာများ အမြန်ဆုံးငင်းညံ့သွားမှာဖြစ်ပါလေဗျာကြာသာဒီသာသမီရတော့ဒီချိန်မှာကိုယ့်ရဒေတာမဟုတ်တဲ့တခြားရဒေတာရောက်နေတတ်တယ်ကိုယ့်ရကိုဒေတာမှာငွေကြေးတဲ့ပတ်ကြတဲ့မှုဒါမှမဟုတ်ငွေကြေးနဲ့ပတ်သက်တဲ့အကုန်ကြမှုတွေကျုံနေရတာဖြစ်ပါတယ်ဒါကြောင့်ကြာသာဒီသာသမီအားလုံးတို့ဒီတခုခုနဲ့ပတ်သက်လို့အစီအမင်းတော့အင်္ကာတော့အရှိတောင်တောင်လဲဖျောင်းနိုင်မီလေးကိုထုံးပြီးဆူတောင်းမယ်ဆိုရင်တော့အတင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာ ကျန်တဲ့ခမမင်းနဲ့ပတ်သက်တဲ့မြေယာနဲ့ပတ်သက်တဲ့ကိစ္စတော့ဗုဒ္ဓတောင်ရကိုလက်တန်ကျိုးတန်ကျုံကိုကိုင်းပြီးဆူတောင်းမှုတို့ကြာသပတိသာသမိရတော့အင်္ဂါတော့ရှေးတောင်တော့လက်ပြီးမီလီထွန်းဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်မရပါဘူးဗျာသွားခြင်းတို့သွားရင်တော့ဗုဒ္ဓတောင်ရကိုလက်လက်ပိတ်လေးတစ်ကွက်ကိုပြောတသုံးလောက်တောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ လွဲချော်နေတဲ့ခီးစကားနဲ့ပတ်သက်တဲ့ကံများအမြန်ပွန်းလန်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာ။နောအောက်ကြသမီးသားသမီးတွေကတော့တကူကူစိတ်ထဲမှာပိတ်ဆိုနေတယ်။တကူကူအဆင်မပြေရင်တော့တင်းင်းလာအရှိရကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအမြန်ဆုံးပွန်းလန်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာ။ကိုယ်နိုင်ငံကြီးအားမကောင်းမှုသူမြနိုင်ငံကြီးအားကောင်းတဲ့ ပြည်နယ်တွေမှာအားကောင်းပြီးပြည်မတွေအာမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ရေကြီးတဲ့မိုးရွာတဲ့ငလင်းလှုပ်တဲ့အဲမင်းနေနဲ့ပတ်သက်တဲ့လောဘဒေါသကြောင့်ဖြစ်ပေါ်တဲ့စိတ်မရည်ရနဲ့ပြဿနာတွေတက်တယ်။အမှုခင်းပြဿနာတွေကြောက်ရင်တော့ကျွန်တော်တို့ရပြောရင်တော့အင်္ဂါတော့အရှိတောင်တောင်လဲလက်ပိတ်တွေတစ်ခွက်ကိုပြောဒသုံးလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့မင်းနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုလွဲမကြောင့်မင်းရဲ့လောဘဒေါသကြောင့်ဖြစ်ပေါ်တဲ့ပြဿနာများနော်ရေကြီးတဲ့မိုးရွာတဲ့ငလင်းလှုပ်တဲ့သူတို့ပြဿနာများငြိမ်းချမ်းသွားမှာဖြစ်ပါတယ်ဗျာ ဒီကံလေးတွေစမယ်ဒီကံလေးတွေစမယ်ဆိုရင်တော့ကျွန်တော်နိုင်ငံမှာလေးအောင်မလေးဒီလေးတွေတခြားနိုင်ငံမှာနေထုတ်တဲ့ဒီလေးတွေစမ်းလို့မယ်ဆိုရင်တော့အင်္ဂါတောင်အရှိတောင်တောင်လေးလက်ပိတ်လေးတစ်ခွက်ကိုပြောတစ်စုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်အဲ့မှာပိတ်ဆို့နေတဲ့ဒီကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာ။နောက်အရာလေးရှိတယ်။ဒီကံလေးတွေစားမယ်ဆိုတော့တိတူလေးတို့ငါတို့အခမရအခွေလေးတွေခွေပြီးကစားမယ်ဆိုရင်တင်းတို့ဒီလအဲဒီ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 တပတ်အတွင်းမှာတော့ ကံနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းပြီးဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာ။နောက်အရာလေးချက်ရှိတယ်။ချင်းမူရီယာရီနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့အင်္ဂါတော့ရှေးတောင်တော့လက်ပြီးသွားကနေလာခင်းမှာအပြေုံသွားမယ်။အန်ဒီရီကိမာဒီချိကမြန်နုံတွေလူတွေပေါ်ပေါက်ပြီးကုညီဆောက်ချောက်မှုပေါ်ပေါက်သွားကြအောင်သွားမယ်လာမယ်လုံမယ်ကံမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။နောက်အကျွန်တော်တို့ ကော့မတ်တွေမှာရေးတဲ့မနေ့ကတင်းတင်းလာသားသမီးလေးရတယ်သမီးလေးရတော့မွေးနေပါဒါပြမွေးနေတဲ့ဒင်းလုံးလာပြီးနေတိုက်ဆိုင်နေတယ်တဲ့အပွင့်မန်းလေးတွေလူမဲအပိတ်နေတာလေးတွေပွင့်ပြီးအညွန်မလေးတွေလူရင်တော့အညွန်တူလူတွေနဲ့ထောင်းတက်မှာဖြစ်ပါတယ်အိမ်မက်ထဲမှာမူကြိုက်တယ်တဲ့မနေ့ကတော့ခွေးကြိုက်တယ်မှနေအောင်မူကြိုက်တယ်တဲ့တကယ်လို့အိမ်မက်တွေမှာကိုကြည့်လို့ကိုအိမ်မက်တွေမက်တဲ့ခါမှာအိမ်မက်တွေကန်ကောင်းရင်ဘ누구မှပြောဝင်နေကန်ဆိုးလို့ရှိရင်တော့တခုခုစားတောင်းနေတဲ့အချိန်မှာအိမ်မက်တွေမက်တယ်ဆိုတဲ့အကြောင်းပြောရင်တော့ မကောင်းတဲ့အိမ်မက်ကပြက်ပြဲတတ်ပါတယ်ဗျာဒါကြောင့်ပြက်ပြဲရောင်လို့တခုခုစတော့ပြီးမှမိမိညာအိမ်မက်တဲ့မွေးကြီးကဘယ်နေရာကိုကလေးကြဘလူကြီးမွေးကြီးကဘာရောင်ကြီးဆိုတဲ့အကြောင်းတွေပြောပြရင်မိမိရဲ့အိမ်မက်များပြက်ပြဲသွားမှာဖြစ်ပါတယ်ဗျာဒါမှမဟုတ်မိမိအိမ်မွေးကြိုက်တယ်လို့ခါတဲ့နေရာလေးကိုလက်ကလေးနဲ့ပုတ်ပြီးဖျားသားလေးတွေရွတ်ပြီးမှဆင်းတော့တင်းတော့မှပိတ်ဆို့နေတဲ့အိမ်မက်များအမြန်ဆုံးပြက်ပြဲမိဖြစ်ကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါတယ်ဗျာတင်းနေလာသားသမီးလေးခမရအိမ်မှာ အော်အကြမ်းမကြီးမကောင်းဘူးတဲ့အကြမ်းမကြီးက23နှစ်ရှိတဲ့တင်နေလာတယ်25နှစ်ကျော်မှအဲကမ္ဘာကြမ်းမကြီးနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေမှာဖြစ်ပါတယ်ဗျာကိုချင်းကကြမ်းမကြီးနဲ့ပတ်သက်လို့ကောင်းတော့မှာပါဒါကြောင့်ကြမ်းမကြီးကောင်းခြင်းနဲ့တင်နေလာတာသမီးကတော့အင်္ကာတော့အရှိတောင်တောင်းလှဲ့ မုံမုံငါအတုတ်မုံတရှိတဲ့မုံငါအတုတ်ကလေးကိုအင်္ကာတော့အရှိတောင်တောင်လှဲ့လှဲ့ပြီးမှအသက်ရှိပါသေးကြောင်းဆိုလေးလေးစားစားနဲ့ကြမ်းမရင်ပြန်ဆုံးကောင်းပါသေးကြောင်းဆူတောင်းပြီးမှတစုံတယောက်တော့သူကိုကုသိုလ်ပြုမယ်ဆိုရင်တော့တင့်မှာပိတ်ဆို့နေကြမ်းမရင်များအမြန်ဆုံးဆင်ပြေသွားမှာဖြစ်ပါလေဗျာတင်းတင်းလာသားသမီးလေးတို့တိုက်ခန်းလေးတွေပိုင်ညင်းနဲ့တိုက်ခန်းလေးတွေပိုင်ညင်းနဲ့ဆိုလို့တင်းတင်းလာသားသမီးလေးကျွန်တော်တို့အရာပြောလို့ရှိရင်တော့ဗုဒ္ဓတောင်ရကိုလှဲ့ဗုဒ္ဓတောင်ရကိုလှဲ့လှဲ့ပြီးလပိတ်လေးတစ်ခွက်ကိုဖြောတစုံတော့ တောက်ပြီးမှဆူတော့အသင်လက်ဖိတ်လေးရဲ့ကျမတိုက်ခန်းလေးကိုလိုချင်တဲ့တိုက်ခန်းတော့ဘယ်မြို့နယ်ဘယ်နေရာတိုက်ခန်းလေးကိုလိုချင်တာဘယ်လိုပုံစံလေးအဲ့ဝယ်တင်နေတဲ့ခွန်းလန်းနေပေါ်အတင်လက်ဖိတ်လေးကကိုကြီးစောင့်ချောက်ပါဆိုတဲ့ကြောင်လက်ဖိတ်လေးဒီသုံးလောက်တောက်လိုက်ဆူတောင်းလိုက်သုံးလောက်ကြုံကြိုက်တယ်မှာလက်ဖိတ်လေးဖြောဖြောပြီးဗုဒ္ဓတောင်းရက်ကိုလှည့်ပြီးတော့တိုက်ခမ်းများအမြန်ရလို့ကြောင်ဆူတောင်းမယ်ဆိုရင်တော့တင်းတင်းလာသားသမီးလေးတိုက်ခမ်းများအမြန်တို့ပိုင်ပြီဖြစ်ပါကြောင်လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအထူးသဖြင့်ဆယ်လာပိုင်း15ရက်ကြိုးပြီးမှ အလုတ်လို့လို့မယ်ဆိုရင်ဆယ်လပိုင်း15ရက်17လပိုင်း15ရက်17လပိုင်း15ရက်မတိုင်မီလေးမှာတိုက်နေပတ်သက်တဲ့ကိစ္စမှာအဝါပေါ့အစ်စ်မုံတော့အဟောင်းများနဲ့တိုက်ခမ်းများပြန်လေးရရှိတတ်ပါတယ်ဒါကြောင့်ခမမကြခဏခဗုဒ္ဓတောင်ရကိုလှည့်ပြီးဆိုရင်တော့17လပိုင်း15ရက်မတိုင်မီမှာ ခမ တိုက်ခတ်များအများဆုံးရရှိမည်ဖြစ်ပါကြောင်းလေးလေးစားစားထပ်မံပြေချပေးလိုက်ပါရဗျာဘေးနီလေးလေးမေးခြင်းလိုပါမေးခြင်းလိုပါဆိုတဲ့ပုံကူများ39 6ခုနဲ့300 9ခုဆက်တယ်ပြီးတော့စုံသမ်းမယ်ဆိုရင်တော့အဲဒီကဘေးဒီမေးမယ်ဆိုရင်တော့သူတို့ရုံးဖွဲ့ကစနစ်ကြလေးပြန်လေးဖြေချမည်ဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါရဗျာတောက်ကြသားသမီးရတဲ့ငွေကြီးအစင်မပြေဘူးမပြေဘူးစေတောက်ကြသားသမီးများဖေးရမှာခမရဖန်ခွက်ကလေးမှာခမရဖန်ခွက်ကလေးထဲမှာစံလေးထက် စံလေးထည့်ပြီးဖះကိုလှူလိုက်သမှာဗျာစံသေးဒီလေးတင်လိုက်သမှာခမက်မှာပိတ်ဆိုနေငွေကြီးများအများဆုံးပွင့်လန်းမိဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါရယ်ဗျာအင်္ဂါသားသမီးရတော့ကြွေးတွေရေးခြင်းနဲ့မိသားစုနဲ့ဆူ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 နေခြင်းနဲ့ဆိုတဲ့ပုံကူများကျွန်တော်တို့ရတော့ခမက်တောက်ကြမြောက်ရက်ကိုလှဲ့လှဲ့ပြီးမှခမက်မသရာကြီးပေါ့ဗျာတော့အတန်တော့အတန်အဟောင်းအောင်တစ်တဲ့တော့အတန်လေးကိုကိုင်းကိုင်းပြီးမှခမက်ဆူတော့အတင်းတော်တန်လေးရဲ့ကျမအကျွေးလေးရှိတယ်ပေးစရာအကျွေးလေးကြီးခြင်းနဲ့ ိသားစုလည်းစုစုစည်းစည်းနဲ့ပြန်လည်ပြီးတော့နေခြင်းနဲ့စုစုစည်းစည်းနဲ့နေနိုင်အောင်ပေးထားတဲ့ကျွေးလေးတွေအများဆုံးကြည့်အောင်အတင်တော်လေးကကုညီဆောင်လျှောက်ပါဆိုတဲ့တောက်ကြမြောက်ရကိုလှည့်တော်လေးကိုဂိုင်းဂိုင်းပြီးမှဆူတောင်းမယ်ဆိုရင်ဆူတောင်းပြီးတဲ့အချိန်ရဲ့ကျွန်တော်နိုင်ပဲဆို9နိုင်ရင်မြန်ရင်4ရက်နောက်ကျရင်12ရက်လာအဖြစ်ပြောရင်2လလောက်တည်းမိသားစုနဲ့ပတ်သက်တာအကျွေးတွေကြည့်ပြီးတော့ ခမရမိသားစုစုစုတီတီနေရတာမှာဖြစ်ပါတယ်ဒါကြောင့်တောက်ကြမြောက်ရကိုလှည့်ပြီးတော့အတန်လေးကိုကိုင်းပြီးတော့ဆူတောင်းပါရာဦးသွင်းသားသမီးတွေကတော့ခမရအလူတွေလှုပ်ချင်နေတဲ့ငွေတွေလိုးနေတယ်ပေါ့ဗျာရာဦးသားသမီးတွေကတော့ဒီချိန်မှာတောက်ကြမြောက်ရကိုလှည့်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ဆယ်လာပိုင်း၅ရက်အတွင်းမှာခမရလူများလို့ဖို့ငွေကြီးများဝင်ရောက်လာမှာဖြစ်ပါတယ်တောက်ကြမြောက်ရကိုလည်းဘာမှမကိုင်းမင်းနဲ့ကျွန်တော်အလူလေးလှုပ်ချင်တယ်အလူကတော့ဘယ်ကြောင့်ဘယ်နေရာမှာဘယ်လိုလေးလှူချင်တာလှူတဲ့အခါမှာကုန်ကြမဲ့ငွေရဘလောက် ကျွန်တော်လူချင်းစုစုပေါင်းငွေရဘလောက်အဲ့ငွေလေးရရင်လူမှာပါဒါကြောင့်လူလူနဲ့အောင်ကျွန်တော်လူချင်းနဲ့ငွေကြီးရဘလောက်လူမဲ့ငွေရဘလောက်အမြန်ဆုံးဝင်အောင်ကုညီစောက်ကြောက်ပါဆိုတဲ့ကြောင်းတောက်ကြမြောက်ရကိုလှည့်ပြီးမှစူတောင်းမယ်အလှလှုပ်ချင်တဲ့စူတောင်းတောင်းရင်တော့အလှငွေများဆယ်လာပဲဆန်ခိုင်းရမတိုင်မီမှာပြုလို့အောင်မှာဖြစ်ပါလေဗျာအင်္ဂါလေးရတယ်အင်ရောက်ညင်နေတဲ့အင်ရောက်ညင်တော့ဖရတစုရဲ့အင်္ဂါတော့မှာကျွန်တော်တို့ဆိုလို့ရှိရင်တော့ဇီးညွန့်ပြောရဇီးညွန့်ဆိုရှစ်ညွန့် လှူပြီးမှဆူတောင်းအတင်စည်းညွန်လေးအမြတ်စွာဘုရားတင်ခဲ့ရရည်မှန်းပြီးတော့စည်းညွန်များကိုလှူထားပါလေလှူထားတဲ့ကိစ္စအင်းလေးရောက်မယ်ရောက်မယ်အင်းလေးကဘေနာအင်းလေးကိုရောက်မှာရောက်မယ်စီကဘေးကြီးဘေးစီဘေးရက်တွင်ရောက်ညမာတယ်လို့ဆူတောင်းရင်တော့တင်ဆူတောင်းပြီးတဲ့အချိန်ရဲ့အဲနောက်ကြရင်စနေရက်လာအပြင်ပြောရင်နှစ်လအတွင်းအရောက်အမီဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါရဗျာအယောက်ျားရက်တီတောက်နေတယ်အလုတ်ကန်လည်းမရှိဘူးမိသားစုလည်းစုစုစီစီမနေခြင်းမူတာယောက်ျားလည်းရက်မတောက်အောင် အိမ်မှာလည်းမိသားစု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 စီစီနေခြင်းနဲ့ဆိုရင်တော့ခမရအိမ်မှာဈေးပင်ကဈေးရွက်ဗျဈေးရွက်ဈေးရွက်ဆိုရင်ဆေးရွက်ဖះကိုလှူဒါန်းမှာဗျာမြတ်စွာဘုရားသခင်ရရည်မှန်းပြီးတော့ဈေးရွက်များဆေးရွက်များလှူဒါန်းမှာတယ်အဲဒါကြောင့်ယောက်ျားအရက်ဒီတောက်နေတာ ရဲတော်တာတွေရက်ပြီးရဲတော်တာပြတ်ပါသေးကြောင်းစေချိန်တိတိဆူတောင်းပါဗျာမိသားစုနဲ့လည်းစုစုစီစီနေခြင်းနဲ့အာယောက်ျားရဲတော်တာတွေရက်ပြီးရဲတော်တာတွေပြောက်ပါကြေးကြောင်းစေချိန်ဆူတောင်းအောင်မကမိသားစုနဲ့စုစုစီစီနေခြင်းနဲ့လို့ဆူတောင်းရင်တော့တင့်ရဲ့မိသားစုများစုစုဝေးနဲ့အဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရယ်ဗျာကိုရီးယားကိုသွားမဲ့သားလေးစာမွက်ဖြေထားတယ်ကိုရီးယားနဲ့ပတ်သက်သွားရင်တော့စနေတော့အနောက်တောင်လောင်းလဲနွားနိုလေးကိုဖြောတစ်သွန်းလောက်လောက်ပြီးတော့ကိုရီးယားနိုင်ငံကိုသွားမယ် အဲ့ဒါအများဆုံးအဆင်ပြေပါသေးကြောင်းဆူတောင်းမယ်ဆိုရင်တော့ခမ2006ခုနှစ်အတက်လာပိုင်း73ရက်မတိုင်မီမှာထွက်ခွာမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအတော့ကြလေရကိုပိုင်းအင်းနဲ့ဝိုင်းနဲ့နေခြင်းနဲ့ကိုပိုင်းအင်းဝိုင်းနဲ့ဝိုင်းနဲ့နေခြင်းနဲ့ဆိုတဲ့ပုံကိုယ်လေးများခမရအိမ်မှာကိုပိုင်းအင်းကကိုပိုင်းဝိုင်းလေးနေခြင်းတော့ကျွန်တော်တို့ရာဦးတော့အနောက်မြောက်တော့လှည့်ရာဦးတော့ နော်အနောက်အနောက်မြောက်တောင်းကိုလှည့်ပြီးမှခင်ဗျားနွားလူလေးတစ်ခွက်ကိုဖျောတစ်စုံလောက်တောက်ပြီးမှကိုပိုင်ရင်ကိုပိုင်ဝိုင်းလေးနဲ့နေခြင်းနဲ့ဗျာဝနေတဲ့နဲ့နဲ့အခွင့်လန်းနေပေါအောင်ကုညီဆောက်ရှောက်ပါဆိုတဲ့အကြောင်းတောက်ကြဟိုရာဦးတောင်းအနောက်မြောက်တောင်းကိုလှည့်ပြီးမှခင်ဗျားနွားလူလေးတစ်ခွက်ကိုဖျောတစ်စုံလောက်တောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ကိုပိုင်အိမ်ဝိုင်းများအမြန်ဆုံးရရှိသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးရှိတယ်နောက်တစ်ခါ အကိုရီးယားရောက်နေတဲ့တူလေးအလောက်ကိုင်းနေကောင်းကျင်တဲ့အလောက်ကိုင်းမှာအဆင်ပြေပါသေးဆိုရဲဆိုရင်တော့ကျွန်တော်တို့ရန်အတောက်ကြမြောက်ရကိုလှဲ့ခမန်းနွားလို့လေးတစ်ခွက်ကိုဖြောဖြောပြီးတော့စူးတော့ အသင်းတော်နူလီရဲ့ကိုရီးယားနိုင်ငံမှာရောက်နေကျွန်မဒူလီယာကိုရီးယားမှာရောက်နေပြီးလောက်ကိုင်းနေဆင်ပြေပါသေးပိတ်ဆိုနေတဲ့ငွေကြီးတွေအဆင်ပြေပါသေးပြဿနာတွေဝေးပါသေးနေတဲ့ထိုင်တဲ့လောက်တဲ့ကိုင်းတဲ့နေရာမှာအဆင်ပြေပါသေးကြောင်းတောက်ကြမြောက်ရက်ကိုလှည့်ပြီးမှခမရနွားနူလီတို့ခက်ကိုပြောဒဇုံးလောက်တောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်ကိုရီးယားရောက်နေလဲတားလေးကျမ်းမာလို့ချမ်းသာပြီးတော့အန်တရယ်ကင်းပေးရှင်ပြီးလောက်ကိုင်းများကောင်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာတောက်ကြသားသမီးတို့ကကြွေးကြပြီးတော့ထိပေါက်ခြင်းနဲ့ကြွေးကြခြင်းတော့အင်ကြီးလေး မိမိရဲ့အင်ကြီးလေးကိုခမ20နဲ့တကြိမ်တည်းတည်းကန်တွဲပြီးမှဆူတောင်းမှအသိအင်ကြီးလေးရဲ့ကျမအကျွေးလေးကြီးကြီးနဲ့အကျွေးလေးကတော့ဘယ်မှာပြရမလဲအကျွေးလေးကြီးဘလောက်အဲ့အကျွေးလေးကြီးကြီးတဲ့နဲ့အခွန်လန်းနေပေါင်းအသိအင်ကြီးလေးကအကူကြီးစောင့်ချောက်ပါဆိုတဲ့အကြောင်းအင်ကြီးလေးကိုကန်တွဲပြီးမှ၂၀ကြိမ်စုတောင်းပါဗျာထိပေါက်ကြိမ်တော့ကြာတာပရိအနောက်ရကူလေလက်ပိတ်လေးတစ်ခွက်ကိုပြောဒဇွန်လောက်တောက်ပြီးမှခမရထိုးမဲ့ထီများပေါက်ပါသေးကြောင်းလေးလေးနဲ့စုတောင်းတော့ထီများအမြန်မုံပေါက်ပြီဖြစ်ပါကြောင်းလေးလေးစားစား ပြန်ကြပေးလိုက်ပါရဗျာအင်္ဂါသမီးသားသမီးရဲ့ကြွေးကြည်ခြင်းနဲ့တွေးကြည်ခြင်းနဲ့ဆိုတဲ့ပုံကူများအိမ်ကြီးလေးကိုကိုင်းပြီးမှ20ကြိမ်စုတောင်းပြီးတော့ဖြစ်ပေါ်နေတဲ့အကျွေးများအများဆုံးကြည်ပါသေးကြောင်းမိမိရဲ့အိမ်ကြီးကိုမိမိလက်ကလေးနဲ့ကိုင်းပြီးတော့20ကြိမ်စုတောင်းမယ်ဆိုရင်တော့20တင်းများအကျွေးများအများဆုံးကြည်မိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာနော်အရာလေးတစ်ချက်ရှိပါတယ်နောက်အင်္ဂါသားလေးစနေတန်းဆောင်ွယ်ဖြစ်တယ်တဲ့ခမရအင်္ဂါသားသေးမိတော့ ခမအမှတ်60နဲ့အကော65မှတ်ကြားလောက်ရနေတာဖြစ်ပါတယ်အထူးသဖြင့်တင်ကြအမှတ်တော်တော်ကောင်းနေတာဖြစ်ပါလေဗျာဒါကြောင့်အင်္ဂါသားသမီးလေးတခုခုနဲ့ပတ်သက်တဲ့ပညာရေးအခုလက်ကြည့်နေတာတော့အောင်မီအောင်လာမလွတ်လွတ်ကျွတ်ကျွတ်လွတ်လွတ်ကျွတ်ကျွတ်အောင်မဟုတ်ဒစ်တဲ့ဒစ်တဲ့အမှတ်60 နဲ65မှာကြားထဲမှာဝင်နေတာဖြစ်တဲ့အတွက်ဂုံတူတွေထပ်ပြီးတော့ပါကျင်နေဆိုရင်တော့တင်းနေဝင်နေတော့အရှိမြောက်တော့လက်အာလူဆိုလေးကိုလက်ကကိုင်းကိုင်းပြီးတော့မကြခဏဆူတောင်းမယ်ဆိုရင်မိဘတွေအတော်တွေဦးလေးတွေကဆူတောင်းပေးမယ်ဆိုရင်အင်္ဂါသားလေးရဲ့အမှတ်စင်များပုံမှုတိုးလက်လာပြီးတော့စံပွဲမှာအမှတ်ကောင်းကောင်းဂုံတူကောင်းကောင်းနဲ့အောင်မြင်မြင်ဖြစ်ပါကြောင်းအောင်နာတော့လုံးဝလွတ်လွတ်ကျွတ်ကျွတ်အောင်သွားပြီဖြစ်ပါတယ်ဗျာเนาะအဲဒါကြောင့်တင်းနေဝင်နေတော့အရှိမြောက်တော့လက်ပြီးအာလူလေးကိုင်းဆူတောင်းလိုက်စမ်းပါဗျာเนาะတင်းနေဝင်နေသားတမီလေးကတော့ ခမရဟွာပေါ်စနေသားသမီးရခမရအကျွေးတွေမဆက်လို့တဲ့တင်းတင်းတင်းသားသမီးစီကယူထားတဲ့စနေသားသမီးကမယူပြန်ပေါ်ခြင်းတော့မဟုတ်လို့ပေါ်သူ၁၀လုံးဖះကိုလူပြီးမှယူထားတဲ့လူအယူထားတဲ့ငွေလေး ယူရတဲ့ပစ္စည်းလေးတွေအများလုံးပြန်ရပါသေးကြအောင်ဆူတောင်းမယ်ဆိုရင်တော့စဲချိန်တိတိဆူတောင်းမယ်ဆိုရင်တော့မုံလုံးရေပေါ်မြုပ်နေတာပေါ်ခြင်းတို့မုံလုံးရေပေါ်ဆဲလုံးကိုကင်တွယ်ပြီးမှစဲချိန်တိတိဆူတောင်းမယ်ဖျားမှလူပြီးတော့ဆူတောင်းမယ်စပြီးမှဆူတောင်းမယ်တစုံတစ်ယောက်သောလူကိုကုသိုလ်ပြုပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ခမရပေးရန်ရန်ဇာမများအများဆုံးကြီးမြတ်တော်မှာဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါလေဗျာကျွန်တော်တို့ဒီနေ့ဒီထုတ်လွှင့်နေတဲ့အချိန်ထိအလူရည်သက်လက်နဲ့မကွာဆိုမင်းကလည်းဓာတ်ပေါင်းများလူတန်းပြီးဖြစ်ပါတယ် တော့ထပ်မှန်ပြီးတော့ကျွန်တော်တို့ဒီလိုတင်ပြနေတဲ့အချိန်မှာရန်ကုန်ကနောက်တောင်တဝန်းကအဖွဲ့တွေလူထမ်းတာတဲ့ငွေလေးအဲလူခံလေးရပြီဖြစ်ပါတယ်ဗျာဒါကြောင့်စုစုပေါင်းကျွန်တော်တို့ဒီလအင်္ဂလိပ်လို29ရက်နေ့ထိထိတသိန်းနဲ့နှစ်သိန်းနဲ့တသောင်းနဲ့5000တိတိရရှိဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီဒီလအတွင်းမှာတော့လောလောလတ်လတ်အရာပြန်စွန့်ကြိုက်6ကြိုက်ကျွန်တော်တို့6ကြိမ်လူထမ်းပြီဖြစ်ပါတယ်မုံနေလူထမ်းပြီဖြစ်ပါတယ် အာညာအတိရွယ်ဒီလူတန်းပြီးဖြစ်ပါတယ်တော်တော်များများလည်းအဆင်ပြေတယ်လို့ဇက်တိုက်လူတန်းနေတာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ရှင်ညာမင်းပြပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအစုစုကိုရှင်ညာမင်းမိသားစုကိုကြည်ရှုကြတဲ့ပြည်သားလူတန်းကြတဲ့ပုဂ္ဂိုလ်ကောမရေးကြတဲ့ပုဂ္ဂိုလ်အမြပေးပါတယ်ရောက်တဲ့ပုံဌာနအတာရုတွေခေါ်ပြီးတော့လက်ကြည့်နေကြတဲ့မြင်းသောမြတ်သောဘုရားကိုရောက်ပါသေးကြောင်းရှင်ညာမင်းမိသားစုကိုသာဆရာကြီးမြတ်မာပြီးမှလေးလေးစားစားဆုတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာ ဒါကြောင့်ချွေးညာမင်းမိသားစုလူတန်းကျရဲ့ရန်ကုန်ကကိုကူမမမင်္ဂလာတော်ကကိုကူမမနော်အဝါပေါ်မြောက်တကုံအဲအရှိတကုံကအဲဆရာမလေးများနောက်ကအခုတောင်းကလပ်အဖွဲ့များနော်အဒါတောင်းကြီးမှာရှိတဲ့ကိုကူမမများအကြိုက်သူကကိုကူမမနေပြီးတော့ကိုကူမမရင်းနေကြောင်းကိုကူမမနော်အဲမခွေးကကိုကူမမနောက်တကားတောင်းလွှဲကကိုကူမမနေပြီးတော့လေဝေးကကိုကူမမများအဲဟိုဘောရင်းနေကြောင်းဒေါ်ထေးသေးဦးတို့ အရန်ကုန်မှာရှိတဲ့ဒေါ်အီမာတို့အာမိသားသူအားလုံးအားလုံးတို့ဒီကျွန်တော်တို့ရှင်ညာမိမိသားသူကိုလူတန်းတဲ့ငွေစုစုပေါင်းကဒီလ29ရက်နေ့ဒီ2,300,000တိတိရှိပါပြီ။တောက်ကြောက်လဲလူတန်းနေတာဖြစ်ပါတယ်ဗျာ။မနေ့ကလည်းကျွန်တော်တို့စွန့်ကြမ်းလေးတွေပို့ပြီးဖြစ်ပါတယ်။ဒါကြောင့်မိမိတို့ရဲ့လူတန်းနာတွေတာသူတွေခေါ်ပြီးတော့မိမိတို့နဲ့ပတ်သက်တဲ့နေ့နေ့ဆက်သက်တဲ့ရွှေတော်ရှစ်တောင်မျိုးတို့ပေါင်းနဲ့အာမေယောင်ဖာအောင်ဘောအောင်ဘောအောင်နဲ့သုံးတော်တဲ့ပုံမှာရှိကြတဲ့လူနဲ့ပြမသတ္တဝါအားလုံးက ဒီအမြတွေကိုကျွန်တော်တို့ဘေးဝေတွေကမှာတာရုတွေခေါ်ပြီးလက်ကြည့်နေကြတယ်မြင်တော့မြတ်တော့နေရာရောက်ပါသေးတည်းမြင့်မြတ်တဲ့ဘုံရောက်ပြီးတဲ့အခါမှာအကြည့်ချူရတဲ့ပြည်သားလူတန်းကြတဲ့ပုဂ္ဂိုလ်အကြီးညာမိမိသားသူကောမကြီးတဲ့ပုဂ္ဂိုလ်အဆုစုအား အမိမလူမကြီးရဲ့အိုးဝင်လောကများပွန်းလမ်းပါသည်အင်းကြီးအင်းကောင်းမိသားစုကောင်းနဲ့နေနိုင်အောင်ကုညီဆောင်ချောက်ပါသည်ငွေကြီးများစုလိုက်ပြုံးလိုက်လုံးလိုက်ခလိုက်ဝင်အောင်ကုညီဆောင်ချောက်နိုင်ပါသည်ပေးရရာကြီးသောကိစ္စများအများဆုံးပေးနိုင်ပြီးရရရာကြီးသောကိစ္စများအများဆုံးရပါသည်စိတ်ချမ်းသာပျော်ရွှင်သားနဲ့ဆက်ပစ္စည်းတွေဝင်ပါသည်ငွေကြီးများစုလိုက်ပြုံးလိုက်လုံးရခေလမနာနော်ရှူတဲလဲငူတဲလဲနဲ့သာသနာပြုနိုင်ပါသည်မြေရာတွေပိုင်ဆိုင်ပါသည်ဆံမွဲတွေဖြင်းအောင်ပါသည်ယာဓုတွေတိုးပါသည် သွားတော်ခီးများအနေကင်းပြီးပြောသောစကားများအောင်မြင်ကြကြပါသည် ပြဿနာတွေဝေးကွာပြီးတော့ခမငွေကြီးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်နဲ့စိတ်ချမ်းသာကူချမ်းသာနဲ့သာသနာများစတဲ့စတဲ့ပုံမှုတွတ်တက်ပြီးလှူဒန်းနေတဲ့သူတို့သင်သူတို့များများဖြစ်ပါသည်ရောင်ရှင်ညာမိမိသားသူကိုယ်စားဆရာကြီးများမှာပြီးမှလေးလေးစားစားစူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ